နိုဘရာလေးတွေမချုပ်ရဲသေးတဲ့လူတွေရှိတာဆိုတော့နိုဘရာလေးတွေချုပ်တဲ့ချုပ်ပုံချုပ်နည်းလေးကိုအစစ်စစ်လေးအသေးစိတ်လေးအေးအေးဆေးဆေး slow လေးရှင်းပြပေးပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးရအပိုင်းလေးတွေကွဲသွားလိုက်မယ်ဆိုတော့အပိုင်းလေးတွေရှာမတွေ့ဘူးဆိုရင်ဒီအကောက်ကိုဝင်တာ follow လုပ်တာเนาะပြီးလို့ရှိရင်အကောက်တဲ့တစ်ချက်ဝင်ဝင်ပြီးရင်ဆွဲတင်ပြီးတော့ရှာကြည့်ပါအပိုင်းလေးတွေကိုအမှကုလာလောက်ထားပေးမှာပေါ့เนาะအပိုင်းလေးတွေနံပါတ်ရေး ဆိုတော့လေနိုဗရာမချုပ်ခင်မရှင်းပြမယ်ပတန်ကတော့တိတ်တော့မကွာဘူးပတန်ကြီးပဲဆွဲပြမယ်ဆိုနိုဗရာဘလူးမှမသိတော့ဘူးအဓိကနိုဗရာမှာဘာတွေသွားပြီးပြောင်းလဲသွားလဲဆိုတော့ဒီလိုမျိုးပိတ်စတွေကအထဲတလွာအပြင်တလွာအဲ့လိုကြီးဖြစ်ကုန်တာနော်အဲ့ကြောင့်မို့လို့ဒီပတန်ကြီးပဲဆွဲပြရင်မရှင်းတော့နော်အဲ့ကြောင့်မှကဒီရလေးကိုပြောပြပေးမှာပဲဖြစ်ပါတယ်ဒီပုံမှန်အားဖြင့်အင်ကြီးတစ်ထည်ကိုအကြမ်းဖြင့်မှတ်မယ်ဆိုရင်ရှေ့ချမ်းရှိရမယ်နောက်ချမ်းရှိရမယ်ပြီးရင်ဒီရှေ့ချမ်းမှာ ကျဲသီးတက်မယ်ဆိုရှေ့ချမ်းနှစ်ချမ်းကွဲသွားမယ်နောက်ချမ်းတစ်ချမ်းပဲဖြစ်မယ်ရေလိုရှေ့ချမ်းကိုကျဲသီးမတက်ဘူးနောက်စင်းနဲ့ချုပ်မယ်ဆိုနောက်ချမ်းအနှစ်ချမ်းဖြစ်သွားမယ်ရှေ့ချမ်းကတစ်ခုပဲရှိမယ်ပြီးရင်လက်ရည်ဆိုတော့ရှေ့ရည်နောက်ရည်လက်ရည်သုံးပိုင်းပဲရှိတယ်နော်ဆိုတော့노브라မှာဘာပူလာလဲဆိုတော့ရှေ့ချမ်းမှာ နောက်ထပ်နှစ်လွှာဖြစ်သွားတယ်အတွင်းလွှာနောက်ချမ်းမှာတချို့လဲအထဲလွှာတစ်လွှာထက်ခန့်နေဆိုတော့အလုံးပေါင်းရှေ့ချမ်းနောက်ချမ်းကနှစ်လွှာနှစ်လွှာဖြစ်သွားတဲ့အပြင်မှာမှာဒီရှေ့ချမ်းမှာကြတော့ဒါဆိုရင်အပြင်လွှာနော်အတွင်းလွှာပဲရောက်ပါဒါကကြတော့အတွင်းလွှာနော်အဲ့လိုမျိုးဒါအောက်ပိုင်းလေးပေါ့နော်ဒီလိုမျိုးခါရဲ့အဲ့လိုအောက်ပိုင်းအတွင်းလွှာဒီလိုမျိုးလေး အတွင်းလွှာကော်ပိတ်တစ်ထပ်ပဲကတ်ထားတယ်။အပြင်လွှာကော်ပိတ်၃လွှာကတ်ထားတယ်။တချို့ထည်တွေတို့ဘတ်ဂျက်မတက်နိုင်တဲ့လူတွေဆိုရင်တော့ဒီအပြင်လွှာကိုကော်ပိတ်တစ်လွှာပဲကတ်ပြီးတယ်ပေါ့နော်။ဒီလိုမျိုးလေးပါ။အဲ့လိုမျိုးဖြစ်သွားတယ်။ဒါအောက်ပိုင်းနော်။ဆိုလို့ရှိရင်ဒီမှာအပေါ်ပိုင်းရင်အောင်လေး။အောက်မှာချပြလို့ရတယ်နော်။ဒါပေမဲ့ဒီနေ့ကျမအရန်လာနေလို့ဆိုလို့ရှိရင် အောက်မှာချမပြပဲနဲ့ကျမရန်လှနေရပဲကျမရဲ့အလှပါပြီးမြင်လိုက်မယ်နော်ဒါအပေါ်လွှာအပေါ်လွှာကိုကော်ပိတ်နှစ်ချမ်းအ3လွှာ3လွှာကတ်ထားတယ်နော်ဒီမှာဆိုရင်အတွင်းလွှာလေးနော်ဒီအတွင်းလွှာလေးကြတော့ကော်ပိတ်ကိုတလွှာပဲကတ်ထားတာပေါ့နော်မြမအများရင်ချစ်တွန်းဝင်အောင်လို့ဆိုပြီးတော့ကျမရဲ့မျက်ခွက်ကိုပြတာလားဒီနေ့ကကျမရဲ့မျက်နှာကိုမ မများရင်ချစ်ကြမေဒီလိုမျိုးလေးပေါ့နော်သူကအတွင်းမှာဒီလိုပြောင်းမြန်ပုံစံနေမယ်နော်ပြီးပြီဆိုရင်အပြင်မှာဒီလိုပုံစံလေးနေမှာဖြစ်ပါတယ်နော်ပြီးရင်တော့ဟာတွဲနီးလေးရလောက်ပြပေးမှာပါဒါကနမူနာခန္ဓာကိုယ်နဲ့တခါလေးကပ်ပြအဲ့လိုမျိုးရှိတယ်အဲ့လိုအချိန်မှာဒီအပေါ်လွာကကော်ပိတ်၃လွာအထဲလွာကော်ပိတ်၁လွာအဲ့ဒီကြားထဲမှာမှာဖော့ထင်မယ်โอเคနော် ဟောဈားထဲမှာမှဖော်ထည့်မယ်ဒါဆိုရင်ရှေ့ချမ်းမှာအပြင်တလွာအတွင်းတလွာနောက်ချမ်းမှာအပြင်တလွာအတွင်းတလွာပိတ်စလုံးဝမလောက်ရင်တော့အတွင်းလွာကိုတခြားကလာစင်တူလေးတွေထည့်လို့ရတယ်နော် အပြင်လွှာကတော့လုံးဝသူ့ရဲ့ပိတ်စတိုင်းပဲယူမယ်နော်ပိတ်စမလောက်တဲ့သူဆိုရင်အတွင်းလွှာကိုတခြားရောက်တဲ့ဥပမာအင်ဂျီမှာ creation တွေပါလာပြီအတွင်းတက်ပြီးဖျက်ပြားတွေပါလာပြီဆိုရင်ဒီအတွင်းလွှာကိုသူ့ရဲ့ပိတ်စနဲ့လုံးဝမတုံလေရတယ်နော်အဓိကအပြင်ပိုင်းကိုပြည့်အောင်အရင်ဖြစ်ပြရမှာဆိုတော့စပြီးတော့တွဲပြမယ်လိုက်ကြည့်မယ် ဆိုတော့အခုပြမှာကရှေ့ချမ်းရဲ့အတွင်းလွှာကော်ပိတ်တလွှာပဲကတ်ထွားတဲ့အလွှာဆိုတော့သူ့ကိုဒါလေးကိုဒီလိုတွဲမယ်ဒါလေးကိုဒီလိုတွဲမယ်နော်ဆိုတော့ဒီနှစ်ခုကိုမတွဲခင်မှာဇာအပေါ်ကဇာကိုအရင်တက်မယ်ပေါ့နော်ပေါ်ကစာလေးကိုအရင်တက်မယ်ဒါမှမဟုတ်တွဲချင်းလဲတွဲထားလိုက်အပေါ်မှာနည်းနည်းတဆင်းလောက်ပေါ့နော်လက်မောက်ဝက်လောက်လွတ်ထားလိုက်ပြီးပြီဆိုရင်ဒီအောက်ကဒီလိုတွဲမယ်အဲဒါဆိုအောက်လွှာတွဲပြီးသွားပြီနော်ခုထပ်ပြမှာအပေါ်လွှာနော် ရှေ့ကျမ်းမှာပဲအပေါ်လွာပေါ့နော်သူကဒီလိုမျိုးဒီကော်ပိတ်ကပ်ပြီးမညိတာရေအကုန်လိုက်ညှိရမှာနော်စိတ်ရှိရှိလေးနဲ့အဲ့လိုစိမ်ပြေမပြေလေးလိုက်ပြီးတော့ညှိရမှာပဲဖြစ်ပါတယ်ဒါအခုအမအရင်ပြလိုက်မယ်နော်ပြီးချက်မှာပဲအမညှိမယ်နော်ဒီလိုမျိုးတွဲမယ်တွဲပြီးရင်ထုံးစက်တိုင်းဒီမှာတစင်းလောက်အလဲမှာတစင်းလောက်ခြံထားပြီးတော့အောက်ပိုင်းနေလေးစိတ်လေးစိတ်ချုပ်ပြီးဒါတွေတွဲဒီအချွန်တွဲတာလေးကအမဗီဒီယိုတင်ထားပေးတာရှိတယ်အဲ့ဒါလေးကိုအကောက်ထဲမှာဝင်ပြီးတော့ကြည့်ကြည့်ပြီးနော် အဲဒါဆိုရင်ရှေ့ကျန်နောက်ဆန်တွဲပြီးပြီဆိုမှလည်းပြန်ပြပေးမယ်နော်ဒါကအတွင်းဘက်အလွှာเนาะအတွင်းဘက်အလွှာဖော့ထက်အဲအတွင်းဘက်အလွှာ ਨੇ ဒီအပြင်ဘက်အလွှာကြားထဲမှာဖော့ထက်မှာပေါ့เนาะဒါကဗာလဲအပြင်ဘက်အလွှာဆိုတော့ဒီအမ် sorry ဒီဘက်ကျန်မဟုတ်အေးဒီမှာဒီမှာဒီလိုမျိုးလေးပေါ့เนาะဒါကအပြင်အလွှာเนาะဆိုတော့အပြင်အလွှာကိုပိတ်တွေများတော့တောင်းတနေနေဖြစ်နေဒါပေမဲ့အဲ့နှစ်ခုမှာ ဒီဖော့မထည့်ခင်မတို့ဘာကွာချားလဲဆိုရဲအဒီကလေးကိုဝက်ချက်ကိုအမဒီဘက်ကိုပြောင်းပြန်ပဲလှန်ပြအမတွေ့လားမကြည့်အတွင်းလွှာဘာဖြစ်လဲအတွင်းလွှာတူနေတယ်တွေ့လားအပြင်လွှာကအောက်မှာ၃စိတ်လောက်ရှိနေနော်ဘေးမှာလည်းဒစိတ်ကြွကြော်လောက်ပူလာတယ်ဘေးမှာလည်းဒစိတ်ကြွကြော်လောက်ပူလာတယ်ဒါပေမဲ့အတိကဒီရင်အုံနေရနော်ဒီရင်အုံနေရကိုကြတော့အမကထူတာမလောက်တာဟုတ် မပို့ထားဘူးเนาะဘာလို့ဆိုတော့အမတို့ဖော့ထဲတဲ့ချိန်မှာဒီအပေါ်ချမ်းကြီးအသေးအသေးချမ်းကသေးသွားပြီးအပေါ်ချမ်းကရှည်ကျလာတာဖြစ်တဲ့အတွက်အပေါ်ချမ်းအပေါ်ချမ်းအတူတက်သွားတာဖြစ်တဲ့အတွက်ဒီအပေါ်ချမ်းကိုအမရှည်လာတာနော်ဒီအုံကြတော့အလောက်ကြီးမဟုတ်ဘူးအမထင်တာပေါ့နော်အရင်တော့ကကြတော့ဒီတို့ဝါတဲ့ကောင်ရှေ့ချမ်းကိုအမတို့ဒီရင်အုံလေးမှာပို့ထားပေးမယ်အဲ့ပို့တဲ့ဟာလေးပို့တဲ့တိုင်းလေးပဲဖြစ်နေတော့မပို့တော့ဘူးထပ်မပို့တော့ဘူးဒီဘေးတွေကိုပဲနည်းနည်းလေးပို့ထားလိုက်တာ နော်အဲ့ဒါကနောက်တစ်ဒွဲမှလည်းအဲ့လိုပဲလာမယ်နော်ဒါကရင်အောင်တစ်ဖက်စာဟလာနောက်တဲ့တစ်ဖက်မှလည်းအတူတူပဲဒီအပေါ်လွားဘာဖြစ်ရလဲအောက်ဘက်မှာ၃စိတ်လောက်ပို့ထားတယ်နော်ဒီဘေးဘက်မှတွေလည်းဒီမှာ20လောက်ပို့ထားတယ်เนาะဒီဂျိုင်းမှာလည်းတေးသေးလေးတွေပို့ထားတယ်ဗောနော်အဓိကဒီနေရာကိုတော့အတိယူထားတယ်ဒီအရှိကိုပဲနည်းနည်းခွာထားပြီးတော့ဘေးဖက်တွေကိုနည်းနည်းလေးတွေပို့ထားတယ်ဒါပေမဲ့ပြင်ပြန်ညှိရမယ်ချုပ်ပြီးတဲ့အခါမှာเนาะအဲ့ဆိုအမတို့စချုပ်တော့မှာ ီရလေးချုပ်ပြီးွားပြီဆိုရင်ဒါအောက်ခံစားပါတော့အမတို့ဒီလိုမျိုးမတွဲခင်မှာသူ့ကိုတစ်ခါလေကက်ကြီးတွေတောက်ပြီးတော့မိဘူးတွေဖိတာဒါအောက်ခံစားအပေါ်မှာဒီလောက်လောက်ခွဲတာနော်တစင်းလောက်အဲ့လိုမျိုးနေခွဲတာပြီးဆိုတော့အပေါ်မှာဇာတက်အောင်မလို့ဒါအပေါ်လွာအပေါ်လွာလဲပုံစံတူတူပဲချုပ်ထားတာနော်ပေါ်လာဒါမဲ့ပေါ်လာနည်းနည်းရှည်နေတာပေါ့နော်ဒီဒီနေရာလေးတွေနည်းနည်းရှည်နေတယ်ဒီဘေးတွေနည်းနည်းပုံတယ်နော်အဲဆိုတော့ဒါရှင်းပြပြီးတာ လုံးလုံးဆယ်မှာလုံးလုံးရမယ်ဘိုင်းကဒီဟာတွေကိုကက်ကြီးတောင်းမယ်နော်ကက်ကြီးတောင်းပြီးမိဘူးတိုင်မယ်ပြီးကြိုင်ပြန်လာမယ်အုံလေးတွေကိုဒီမှာအမတို့ဒီလိုအချွန်လေးပေါ့နော်ဒါကတော့ကိုယ့်ဘက်ကိုချုပ်ထားတာအထဲမှာဟိုပိတ်စတေးသေးလေးတွေရှိတယ်နော်ပိတ်စသူမဟုတ်ခွန်ကြိုက်တာထည့်လို့ရတယ်နော်ကိုယ်အဆင်ပြေတယ်လို့ချုပ်လိုက်မဝယ်ဘူးဆိုရင်မဝယ်နိုင်သေးဘူးဆိုရင်ပေါ့နော်ဝယ်နိုင်လဲဆိုလဲဝယ်ပေါ့နော်ဒီလိုမျိုးရင်းအောင်ထိတ်လေးကိုအချွန်လေးကိုအလိုလေးထည့်လိုက်နော် ထည့်ပြီးပြီဆိုရင်ဒီမှာတိုက်เนาะအမစီမှာကျတော့ပစ္စည်းတော်တော်များများအမမဝယ်ဘူးကိုယ့်အကိုပဲလောက်တာများတယ်ဒါပေမဲ့လိုအပ်ရင်တော့ဝယ်တာပေါ့เนาะမိဘတိုက်ပြီးဖိတဲ့အတုံးလေးတစ်ခုတော့ဝယ်ရအောင်မယ်ခုကဝယ်တာရရမ်းများနေလို့ခဏဟိုကလောက်ထားလိုက်အောင်မယ်ဟိုစတော့ လောက်ပါနဲ့မလောက်ပါနဲ့ဟိုစတောမလောက်ပါနဲ့โอเคเนาะအဲ့ပြီးရင်ဒါဟိုဘက်တွေပါတစ်ခါတည်းတိုင်မယ်เนาะဒါပေမဲ့အမဓာတ်ပုံရိုက်နေလို့နမူနာပြတာပြီးရင်ဒီအလှဘက်မှာလည်းဒီလိုလေးတိုက်လိုက်ပေါ့เนาะအလှဘက်မှာပါတစ်ချက်အလိုလေးကော့သွားတိုက်ပြီးလိုက်ပါเนาะဒါအတွင်းလွှာပဲရှိသေးတယ်เนาะအပြင်လွှာဆိုပို့ပြီးတောင့်တယ်နဲ့မမတောင့်တောင့်လေး နော်ဒီဘက်တစ်ချမ်းမိဘူးတိုက်ပြီးတဲ့ချမ်းနဲ့မိဘူးမတိုက်ထားတဲ့ချမ်းဟာမတူတော့ဘူးလားနော်ဒီဘက်ကပြင်ပြောင်ရှိရှိဒီဘက်ကလုံးဝပုံမပေါ်သေးတာနော်အဲကြောင့် no bra ရေအဲ့လိုမိဘူးတေချာတိုက်ဖို့လိုအပ်တယ်မိဘူးတိုက်ပြီးပြီဆိုရင်အတွင်းလွှာကိုဒီအောက်ပိုင်းနဲ့တွဲလိုက်နော်ဒီအချွန်လေးကိုဆက်တာအမဗီဒီယိုတစ်ပုတ်တင်ပေးဖို့ပဲနော်အဲ့ဒါလေးကိုဝင်ရှာကြည့်လိုက်ပါနော်ပြီးရင်အပေါ်လွှာလည်းတူတူပဲနော်အပေါ်လွှာကတော့ပို့ပြီးတော့တောက်နောက်တင်းတင်းရှိတာပေါ့နော် အပေါ်လောက်လဲဒီခြုံလေးနဲ့အရင်ဆက်လိုက်နော်ဒီလိုမျိုးတစ်ခုစီတက်တက်စီဆက်မယ်နော်တက်တက်စီဆက်မယ်ပြီးတော့မှဒီနှစ်ခုကိုမတို့ကဒီအပေါ်မှာဇာနဲ့လပြန်တွဲမှာအဲ့တော့နောက်ဒီနောက်ထပ်အပိုင်း2မှာအပိုင်း2မှာပတ်2မှာတွေ့ကြမယ်နော်သူကဗာလဲကော်ပိတ်ကိုသုံးလွှာကတ်ထားတော့တော်တော်လေးကိုတောင့်တင်းနေတလွှာလဲကြတော့ပါတာပေါ့နော်သုံးလွှာကြတော့ဖော့မထည့်ရသေးဘူးပုံကတော်တော်လေးထွားတယ်နော်